ဒီ lobby တွေပေါ့တို့ရဲ့ lobby တွေနဲ့တို့ရဲ့ fan တွေတို့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါင်းပြီးတော့မလေးငါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်တွေလာပါလာပါအဲ့တိုင်းလာပါအဘူးနဲ့အဲ့တိုင်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းတော့လောက်ရပြီပေါ့ကိုယ်တဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုတွေလာမှာအဲ့တော့အာနာမေဖွဲ့စည်းတွေနေနေကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လုတ်မှလည်းဖြစ်မယ်မလုတ်ရင်လည်းမရဘူးအဲ့တော့ရှင်းရှင်းလေးပြောရရင်တော့တချို့လူတွေက2020တက်ပြီးတော့2020ဟို ကဲတော့မမေ့ကြအောင်အကယ်ဒမီပြတ်တက်တဲ့အချိန်မှာတချို့လူတွေမျက်နှာကြောတွေကဘလို့နေလဲမမေ့ကြသေးဘူးဆိုရင်ပြန်စမ်းသဖို့လိုတယ်တချို့လူတွေကယ်ဒမီပြတ်တက်လာတယ်မတက်တာလို့တက်လာတယ်ဒါပေမဲ့2020ညမှာတက်လာပြီဒါပေမဲ့ဘာသက်လုံးလဲဆိုတော့ဘာသက်လုံးလဲဆိုတော့ဟိုစေမတက်ယူတဲ့ကမန်နေဂျာကြီးတဲ့ခတ်တင်းတင်းနေစကားပြောတော့စကားကြောတင်းတင်းနေခတ်မှမှာရွှေမုံရည်တွေလို့ပါလို့ဆိုရင်ပြောရင်မပါမှာဆိုလို့ဒီလောက်နဲ့ပဲတာကျေးဇူးတင်တာမှမချောင်ပြောဘူးတော့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျအဲ့လိုကြီးရှော့တော့လို့မရဘူးခင်ဗျအဲ့ဒီမှာဟို ဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့ तू ကချောချောနဲ့လောက်တာအဲ့လောက်တာကစဉ်းစားကြည့်နော် တခါတခါကြာရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောတွေကလေသူတို့ကြည့်တော့ဖြစ်ဗျာခင်ဗျာသူတို့ကြည့်တော့ဖြစ်လူတွေကြည့်တော့ဖြစ်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနေတဲ့အိမ်ချက်အဆင့်တွေချက်တောင်ရိုးချက်မှုအိမ်ချက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လဲပြောလူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့အချင်းအချင်းပေါင်းတဲ့အချင်းတွေလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်တယ် ဆိုတော့တခါကြရင်ဆိုဖင်ကောင်းကိုတိတ်ကျတယ်တော်တော်ကျေလုံးတယ်ကဘာနဲ့ချီကျေလုံးတယ်လူကြည့်တော့ဖင်ဟိုကဘာချီတလတော့မလန်းနိုင်ဘူးအခုခမမြော်ပြထွက်သွားတယ်လူပြချင်းနေခုဘနိုင်ငံတွေမှာဘာလောက်စားလို့ရလို့လို့အခုပဲမှာမနေ့ကတပတ်ကဆိုစောက်ပလန်ကစကူမှာအချင်းဘွဲရှိုးဘွဲလာဆိုးမယ်တဲ့ရှိုးဘွဲလာဆိုးမယ်တဲ့မဲဘာလဲသူတို့သူတို့ဖန်နေတယ်သူတို့ဖွဲ့နေတယ်ဟိုတော်လိုင်းရံပုံငွေတဲ့လာဆိုးမယ်နောက်မနေ့ကတပတ်ကနောက်နောက်တရနေ့လာဆိုးဆိုးရမယ်တဲ့အမ်ပိုးတော်ပါလာပြီဘာလို့ကြမလဲဆိုရင်မတက်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှဲ့နေတယ် သူတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြန်အောင်ပါမဘူးနဲ့မတက်တော့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်တော့ထောက်ထားမှတော့ငါတို့ပြောရတာပေါ့ကွာဆိုတော့ခေါင်းစဉ်တွေပြန်လှည့်ကြအောင်ပါမဘူးနဲ့အဲ့ဒဲလာအောင်ပါအဲ့ဒါကိုလည်းအာနာမေဖွဲ့စည်းတွေတိဖို့လိုတယ်တိပြီးဒီလိုတွေကိုနည်းနည်းတော့မျက်နှာတွေပြုတ်တာကောင်းကောင်းပြောတရားလေးပြောပါခင်ဗျားတို့တရားလေးပြောပါဆိုတော့လုံမရပို့နေပြန်ပါစောက်ကိုကြည့်နေတယ်အဲ့လောက်တော့လုံးတင်တယ်အဲ့ဒါမှပြီးရင်တို့ကသူတို့ရဲ့အခွန်တွေလိုက်တာကုတွေကသူတို့တစ်နှစ်ပတ်လုံးမနာကရိုက်ခဲ့တယ်ဖူးဖေးဆိုလို့ဖူးဖေးရိုက်ခဲ့တဲ့ကားတွေအကုန်လုံးစင်းနေဆွဲချလိုက်ရွှေရှင်ထုတ်လို့ကုမ္ပဏီနာမည်ကြီးကြည့်လိုက် အဲ့ထုတ်လိုက်ကုန်ကြီးတွေအကုန်လုံးပိုင်းရှင်တွေခေါ်မင်းတို့လောင်းလောင်းနှက်လောင်းခေါ်လောင်းမင်းဖူးခွေးနဲ့ဗနာကရိုက်ခဲ့လေဗနာကโอเคကားနဲ့အိုက်ကားရိုက်ခဲ့ရဖူးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းပေးလိုက်အဘယ်လောက်ပေးရပါလဲโอเคကား10ကားဆိုရင်တကားကိုကျွန်တော်သိန်း300ပေးရမယ်10ကား300တော့ကဲဖူးခွေးအခုဘယ်လောက်ဆောင်တာလဲရှင်းထုတ်လိုက်ကုန်မင်းမင်းပေးမင်းကဘယ်လောက်ဆောင်တာလဲပြန်ထောက်ဆန်းပါခင်ဗျားတို့ဘာမှသူတို့အနိုင်ကျင့်တာမဟုတ်ဘူးအဲ့ဒါအမှန်တရားကြီးပဲအမှန်တရားကြီးအဲ့ဒါကအရှိတရားကြီးအရှိတရားကြီးကိုမှခင်ဗျားတို့မလုပ်တဲ့ခါကျတော့ခင်ဗျားတို့ဟိုကကတော့ဗိုင်းစောက်ကြီးမဆိုင်ဘူးဆိုပုံစံလောက်ကုန်ပါ မတရာနယ်အင်ဂျင်မြိုင်နယ်ဆယ်တော်ကြီးကိုစစ်အုပ်စုပြန်သိမ်းယူမတရာနယ်ရဲ့တော်လန်ရေးတပ်တွေသိမ်းယူထားတဲ့ area ရဲ့၃ပုံ၂ပုံအထိလက်လွတ်ရမန္တလေးတိုင်းမတရာမြို့နယ်တွင်ရှိတော်လန်ရေးတပ်တွေတနစ်ကြော်ကြားသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဆယ်တော်ကြီးနဲ့အင်ဂျင်မြိုင်စခန်းတွေကိုနိုဝင်ဘာ6ရက်မှာစစ်အုပ်စုကပြန်လည်သိမ်းယူနိုင်သွားတယ်လို့တော်လန်ရေးအင်အားစုတွေကမဖို့ဘူးပြောပါတယ် မတရာမြို့နယ်အရှိချမ်းနောင်ချိုမတရအဆက်မှာရှိတဲ့ဆယ်တော်ကြီးရဲစခန်းနဲ့အင်ဂျင်မြိုင်လေးချောင်းရံကာကွယ်ရေးတပ်စခန်းတွေပြန်ရရေးစစ်အုပ်စုကလွန်ခဲ့တဲ့လပိုင်းကလေးကနောင်ချိုနဲ့မတရာဘက်ကနေနှစ်ဖက်ညက်ကစစ်ကြောင်းထိုးနေပြီးအဓိကအားဖြင့်လေးချောင်းဒရုန်းလက်နက်ကြီးတွေတုံးကတိုက်ခိုက်လာတာလို့ဆိုပါရယ်မန္တလေးမတရာ မိုးကုတ်လမ်းကျော်တိုင်းစစ်အုပ်စုကစစ်ကြောင်းနှစ်ကြောင်းထိုးလာပြီးတဲ့နောက်တကြောင်းကတော့ဆယ်တော်ဘက်ဝင်သွားကတကြောင်းကတော့ကားလမ်းမကြီးပေါ်ကတငါမြောက်ကြီးရွာအနီးမှာတော်လန်ရေးတပ်တွေနဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းတော်လန်ရေးအင်အားစုတွေကပြောပါတယ်ဆယ်တော်အင်ဂျင်မြိုင်ပြန်ပါသွားပြီးအင်ဂျင်မြိုင်ကမနေ့ညက၈နာရီ၉နာရီလောက်ပြန်ပါသွားတာအနောက်ချမ်းကစစ်ကြောင်းနှစ်ကြောင်းကတခုကတော့ဆယ်တော်ထဲဝင်သွားပြီးတခုကတော့တန်ဃာဒီနားမှာပဲရက်နေသေးတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ် တော်လန်ရေးအင်အားစုတွေတနစ်ကြော်ကြားတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မတရားနယ်မြေတကြောကိုဒီနှစ်ဇူလိုင်လလောက်ကစပြီးစစ်အုပ်စုကထိုးစစ်ပြင်ဆင်လာတာဖြစ်ပါတယ်စစ်ရှုံးနယ်မြေတွေပြန်ရရေးစစ်အုပ်စုပြန်လည်စစ်ကြောင်းထိုးရမှာလေကြောင်းနဲ့ drone ကိုအ धिक အသုံးပြုပြီးမြေပြင်စစ်ကြောင်းတွေမှာတော့ပစခေါ်ပြည်သူစစ်မှုထမ်းတွေကိုအ धिक အသုံးချတယ်လို့တော်လန်ရေးအင်အားစုတွေကပြောပါတယ် မတရာနယ်ထဲပြန်လည်ထိုးစစ်ဆင်တဲ့စစ်အုပ်စုဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းမန္တလေးမတရာကားလန်ကိုပြန်လည်စုမိုးနိုင်သွားသလိုမန္တလေးမြို့နယ်တဆက်မိုင်းကျော်ကွာမန္တလေးမတရာနယ်ပသိမ်ကြီးသုံးမြို့နယ်အဆက်ရှိဖျောင်းနောင်တထုတွင်အယ်ဖာဘီလက်မြေစက်ရုံတို့ကိုပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးစခန်းနဲ့ဆယ်တော်စခန်းတွေအထိပြန်ပါသွားတဲ့အတွက် မတရားနယ်တဲ့တော်လန်ရေးတပ်တွေတိမ့်ပိုက်ထားတဲ့ area ရဲ့၃ပုံ၂ပုံခန့်အထိဆုံးရှုံးခဲ့တယ်လို့လည်းတော်လန်ရေးရဲဘော်တွေကဖူဖူပြောပါတယ်။မတရားရဲ့၃ပုံ၂ပုံလောက်ပါသွားတဲ့အနေထားပါလို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။မန္တလေးမတရားစင်ကူး မိုးကုတ်ကားလန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုနှစ်ဖွဲ့အနက်ကားလန်ပေါ်ကျန်နေသေးတဲ့တဖွဲ့နဲ့တော်လန်ရေးတပ်တွေတငါမြောက်ကြောက်စရစ်မြောက်ရွာနီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါတယ်မတရာနယ်ရဲ့စစ်အုပ်စုကထိုးစစ်ဆင်ရမှာလေရင် drone နဲ့လက်နက်ကြီးသားလုံးအင်အားနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးနိုဝင်ဘာလ9ရက်မှာလဲလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့လေရင်ကိုအနိုင်ပြန်ပြီးလေရင်ပေါ်ကနေစစ်တပ်နဲ့ဆွဲကပြစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်လို့တော်လန်ရေးတပ်တွေကပြောပါတယ် မထရာဘက်မှာစစ်အုပ်စုထိုးစစ်ရှေ့ရောက်လာတဲ့အတွက်ဒေတာခန့်ကြီးရွာအမြောက်များအချင်းချင်းနေရာရွှေ့ပြောင်းကစစ်ပေးဆောင်ထွက်ပြေးနေရပြီးမတရားဆင်ကူးနယ်ဆက်ကြီးရွာတွေကဒေတာခန့်တချို့ပါစိုးရိမ်ထိတ်လန့်နေကြတယ်လို့ဒေတာခန့်တွေကပြောပါတယ်တထောင်နှစ်ဆက်ခုနှစ်စစ်စင်ရေးနဲ့ဟန်ချက်ညီစင်ရဲတဲ့ရှမ်းမန်းစစ်စင်ရေးတွေအတွင်းရှမ်းမြောက်ဒေသတာမကမန္တလေးနဲ့ထိစပ်နေတဲ့မတရာနဲ့စင်ကူးနယ်ကစစ်စခန်းအများပြားကိုတော်လန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ရာစစ်အုပ်စုစစ်ရှုံးကလက်လွတ်ခဲ့ရပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့လတွေအတွက်ရင်းစစ်အုပ်စုကတရုတ်ကူညီနဲ့လာရှိုးမျိုးကို ပြန်လည်ရရှိတယ်လို့ငလင်ကြောက်တော်လန်ရေးတပ်တွေကအပြစ်အခက်ရစဲတာကိုအခွင့်ကောင်းယူပြီးစစ်အုပ်စုကတရုတ်အားကိုလေကြောင်းအားကိုနဲ့ပြန်လည်ထိုးစစ်ဆင်ကစစ်ရှုံးနယ်မြေတွေပြန်လည်သိမ်းယူနေတာဖြစ်ပါတယ်